မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်လီလာမှုမှာတော့လေမေလအသွင်းကသွေးပောင်ချိန်မတန်စရာကြီးရေဟုတ်ကဲ့ပြီးတော့ကိုယ်တိုင်ရေးခတဲ့မတ်စုတိုးလေးတစ်ခုခုအခြေခံပြီးတော့အမ်အဓိကကျတဲ့ချက်လက်တခုကြည့်ကြမယ်ပေါ့နော်ဟုတ်ပါတယ်ဒီချက်လက်တွေကတော့တလတာသွေးပောင်ချိန်ရဲ့အတက်အကျပုံစံကိုတော်တော်လေးကွက်ကွက်ကွန်းကွန်းပြနေတာတွေ့ရတယ်ဟုတ်အထူးသဖြင့်ပေါ့နော်သွေးပောင်ချိန်ကစိုးရင်ရတဲ့အဆင့်အထိရောက်သွားခဲ့တဲ့အခြေအနေတစ်ခုအဲ့ဒါကိုဟိုကိုယ်တိုင်ရေးမတ်စုလေးနဲ့တိုက်ချရမှာပေါ့อืมဟုတ်ကဲ့ အဲ့ဒီမှာရင်းဆုံးအာယုစိုက်မိတာကတော့မေလ29ရက်နေ့ကမဆူလေးပဲဟုတ်ပါတယ်အဲ့ဒီနေ့မနေ့မှာသွေးပေါင်းချင်းက160 102 mmHg အတော်များတယ်နော်ဟုတ်ကဲ့160 102ဆိုတာလားသွေးတို့အဆင့်2 hypertension stage 2အခြေအနေอืมပြီးတော့ခြားခြားလေးမူးသွားတဲ့အကြောင်း လေဖြက်မသွားလာကန်ကောင်းတယ်လို့တောင်းရေးထားတယ်။ဟုတ်တယ်။ဒါတော်တော်လေးပြင်းထန်တဲ့လက္ခဏာပြတာပေါ့နော်။မှတ်တမ်းထဲမှာလည်းအဲ့ဒီမနက်9နာရီတိတိမှအဲ့ဒီကဏ္ဍအတိုင်းမှတ်တမ်းဝင်နေတာတွေ့ရတယ်။อืม။နောက်မဆုလဲမှာသူရေးထားတာတခုကအဲအဲ့လိုမဖြစ်ခင်ရက်ပိုင်းနေမှာပေါ့သွေးပေါင်ကျတယ်လို့ထင်ပြီးတော့။အော်ထင်ပြီးတော့။ဟုတ်တယ်။ ထက်ဆိုင် Royal D ပြီးအာဖြစ်အချိုးရေ Lipovitan D တွေတောက်ခဲ့တယ်ဟုတ်ပြီးတော့သွေးသက်စေတဲ့အစားအသောက်တွေကိုလည်းတိတ်မလျှော်ခဲ့ဘူးပေါ့လေအဲ့လိုဆိုထားတယ်အဲ့ဒီတော့အစားအသောက်သူပါတီဆိုင်မလဲလို့ရေးထားလဲဆိုတော့အမ်ဘရစ်ကျော်ပိုကုံးကျော်ဖလန်ကျော်အစုံမယ်နော်ဟုတ်ကဲ့တောချက်ဟင်ခါတီးကျော်ထမင်းကျော်မြစ်ကျော်ဒီအချော်လော်တွေတော်တော်များတယ်ဟုတ်ပါဒီလိုအချော်အလော်တွေလာအင်းသွေးပောင်ချင်းကိုတလရုတ်တရက်ညင်းတက်စေဖို့ ဘလာတီမြာတုံအားပေးနိုင်လို့လေအစားတောက်အထူးသဖြင့်အနန္တများတာအစီများတဲ့အကျော်လော်တွေကသွေးပုံကျင်ကိုရုပ်တရက်တက်စေနိုင်တာတော့မှန်ပါတယ်ဟုတ်ကဲ့အထူးသဖြင့်ပေါ့နော်ဒီလိုသွေးပုံကျင်မတည်ငြိမ်တဲ့နောက်ခံရှိတဲ့သူတွေမှာပိုးပြီးတော့တတိထားမယ်ချက်ပေါ့အင်းပြီးတော့ခုနကမဆုတဲ့ကတက်စားရင်အားဖြင့်အချိုရတောက်တန်အပိုင်းအဲ့ဒါကလည်းစဉ်းလာစရာပဲတကယ်လို့သွေးပုံကျင်ကမကြပဲဒီလိုပုံမှန်ဒါမှမဟုတ်စပြီးတက်ချင်နေတဲ့အချိန်မျိုးမှာဟုတ် ဒီလိုမျိုးအချိုးတက်တော့ဆိုဒီယမ်တို့ပါနိုင်တဲ့ရေတွေတောက်လိုက်မိတာကသွေးပေါင်းခြင်းကိုပိုတက်တော်များထောက်ကိုထည့်သွားစေတလားပေါ့အော်ဟုတ်ကဲ့ဖြစ်နိုင်တာပေါ့နော်ဒါဆိုမေလာကလာလောရဲ့မတန်းကိုခြုံကြည့်လိုက်တော့ရောဘယ်လိုတွေ့ရလဲဟုတ်ခြုံကြည့်လိုက်ရင်သွေးပေါင်းခြင်းကပုံမှန် normal အဆင့်မှာအကျဉ်30ချော်ရှိခဲ့တယ်ဒါပေမဲ့ဟိုသွေးပေါင်းမြင့်တက်နေတဲ့ elevated အဆင့်ကစနေချင်းဟုတ်တယ်သွေးတော်အဆင့်1 hypertension stage 1ကမေလာ3 shit 19:20ရက်တွေအပဝင်း9ချိန်ရှိခဲ့တယ်။음ပြီးတော့ခုနကပြောတဲ့မေ29ကအစ်စ်နက်တစ်ချိန်ပေါ့။ဒါဆိုတော်တော်လေးမတည်ငြိမ်ဘူးလို့ပြောရမှာပဲနော်။အဲ့ဒါအရေးကြီးတဲ့ချက်ပဲ။ lesson ကမ်းများတွေးပေါင်ချိန် average ကကြည့်လိုက်ရင်12180 mmHg ဆိုတော့ပုံမှန်အစ်စ်နက်မှာရှိနေတယ်လို့ပဲ။ဟုတ်တယ်။ဒါပေမဲ့အမြင့်ဆုံး maximum က16010အထိရောက်ခဲ့တာရဲ့။ အနိုင်ဆုံး minimum 10569 mmHg အထိကျခဲ့တာရေကိုကြည့်ရင်ဟုတ်တယ်သွေးပုံချိန်အတက်အကျလွဲဖီအဲ swing ကတော်တော်ကျန်နေရောက်တွေ့ရတယ်อืมအတက်အကျမြန်တာပေါ့ဟုတ်တယ်ဒီလိုအတက်အကျမြန်တာကသွေးကြောတဲ့ပုံမှာဝင်ပိုစေနိုင်တယ်ပေါ့ဆိုတော့အများအားဖြင့်ထိန်းထားနိုင်တယ်လို့ထင်ရပေမဲ့အချိန်မရမြင့်တက်နိုင်တဲ့အခြေအနေမှာရှိနေတယ်ဆိုတာကိုပြနေတာဒီတော့အဲ့ဒီမေလ29ကဖြစ်ရက်က အစားတော့ကြောင့်ယူတရဖြစ်လာတယ်လို့ဆိုနိုင်ပေမဲ့ဟုတ်တယ်သူ့ရဲ့အောက်ခံမှာအမ်တွေးပေါင်းချင်းမတင်ကြီးနဲ့အချီနေတခုကအရှိနေပြီသားအဲ့လိုကောက်ချက်ချလို့ရမလားအတိအကျပဲပေါ့မှန်ပါတယ်ဒီမတန်းတွေကသွေးပေါင်းချင်းကိုပုံမှန်စောင့်ကြည့်နေပေမဲ့ဟိုနောက်ခံအကြောင်းရင်းတွေနေထိုင်စားသုံးမှုပုံစံတွေပေါ့လေဟုတ်ကဲ့အဲ့ဒါတွေကိုပို့ပြီးဂယူတဆိုင်စီမံခန့်ခွဲဖို့လိုအပ်နေပြီဆိုတော့ကိုဒါရှင်းရှင်းလင်းလင်းမြေမောင်းထုတ်ပြနေတာအင်းမင်းနဲ့စစ်ခုံတော့ကမဆုထဲမှာတော့ ွေးကြဆေးတောက်တယ်ပြီးတော့တမရာစိတ်ဝါစားပြီးပြန်ကြသွားတယ်လို့ဆိုထားပေမဲ့ဒါကရေတို့ဖြည့်ရှင်းနည်းတတ်သက်ပဲဖြစ်မှာပေါ့နော်ရေရှည်အတွက်ကတော့စနစ်တကျထိန်းညီဖို့လိုအပ်နေတော့ပဲဒါဆိုရင်ဒီမက်တန်းနေနဲ့အဓိကထိုးထွင်းတည်မြင်လိုက်ရတဲ့အချက်ကတော့အမ်ပြန်ပြအတွေးပေါင်းချင်းကြည့်လို့ပုံမှန်လို့ထင်ရရင်တောင်မှပေါ့လေဟုတ်ကဲ့အတက်ချက်များနေချင်းကိုယ်တိုင်ကတတိထားရမယ့်အန်ဒီရလက္ခဏာတစ်ခုဖြစ်နေတယ်ဆိုတာရယ်ဟုတ်ပါတယ်ပြီးတော့အစားအတလိုမျိုး တာမန်လို့ထင်ရတဲ့အချက်လေးတခုကအခြေအနေကိုရုတ်တရက်တွန်းဖို့နိုင်တယ်ဆိုတာပါပဲနော်ဟုတ်ပါတယ်အဲ့ဒီတော့တွေးမှုခင်မှုမမှန်တိုင်းတာတာမှတ်တမ်းတင်ထားတာကတော့ဒါအလွန်တန်ဖိုးရှိတဲ့အလေးချိန်မှာပဲဟွန်းဟုတ်ကဲ့အရေးကြီးတာကဒီအချက်လက်တွေကိုခြေခံပြီးတော့နောက်ဆက်တွဲကျမ်းမာရေးဆောင်ရှောက်မှုဒီလူနေမှုပုံစံပြုပြင်ပြောင်းလဲမှုတွေကိုဘယ်လိုစနစ်တကျလုံးဆောင်မလဲဆိုတာပါပဲဟုတ်ပါပြီဒီလိုအတက်ကျများနေတဲ့တွဲပေါင်းခြင်းကိုရည်ရှိမှဘယ်လိုတည်ငင်အောင်ထင်းသိမ်းမလဲ ်အန်ဒီရီကိုဘလို့ချိုးတင်ကားွယ်မလဲဆိုတာကဆက်ပြီးတော့စဉ်းစားရမယ့်အချက်ဖြစ်ပါရဲ့ရှင့်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကတော့အဲ့ဒီမဆုတဲ့ကလို့ပေါ့လေကိုယ့်ရဲ့ခံစားမှုလက္ခဏာတွေဥပမာဘေးပောင်ကြတယ်လို့ထင်တာမျိုးပေါ့အင်းအင်းအဲ့ဒါနဲ့တကယ်တိုင်းတာရရှိတဲ့အချက်လက်တွေကြကွာအချက်ကိုဘလို့တတိပြုပြီးတော့ဂိုင်တွယ်မလဲဆိုတာပဲဖြစ်မယ်ထင်ပါ